بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على رسول الله الأمين وعلى آله وصحبه أجمعين اللهم صل على محمد وعلى آل محمد كما صليت على إبراهيم وعلى آل إبراهيم إنك حميد مجيد اللهم بارك على محمد وعلى آل محمد كما باركت على إبراهيم وعلى آل إبراهيم إنك حميد مجيد ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار اللهم آمين يا رب العالمين أما بعد أتولي ذات شكي يدي أبرو ميباميا ညီကိုမောင်နှမများခင်ဗျာအစ္စလာမုအလัยကွမ်ဝရဟမတုလလာဟီဝဘရကာတူဟူအလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမင်ဥဇာပထမကျွန်တော်တို့ကြည်ကျင်မြင့်တော်မူသောအလ္လာဟူအရှင်မြတ်အယယာအလုံးတို့ကိုဖန်ဆင်းမွေးမြူကြွေးမွေးစောင့်ရှောက်စီမံခန့်ခွဲထိန်းချုပ်ကုကဲဆိုးပိုင်တော်မူသောတေးစီရှင်စီတော်မူသော တပါးတီတော်အရှင် အလ်ဣဘာဒတုခါဝကုကွယ်မှုခံတိုက်တော်မူသောတပါတိတော်အလ္လာဟုအရှင်မြတ်အားချီးမွမ်းထောပနာကျေးဇူးပြုခြင်းကိုရွတ်ဆိုပါရဲအလ်ဟမ်ဒူလ illah ီရဘ်ဘီလ်အာလမင်ကျွန်တော်မိဘများညီကိုမောင်နှမများအားလုံးပေါ်သို့ရှင်မြတ်ဤမဟာကိနာရောအလ္လာဟုရှင်မြတ်ဤငြိမ်းချမ်းမှုအပေါင်းခံကြောင်းပါစေအလ္လာဟုမအမင်ရဘ်ဘီလ်အာလမင်အလ်ဟမ်ဒူလ illah ရှင်မြတ်ဤမဟာကိနာရော ချင်းမြင်တော်မူခြင်းကြောင့်တပတ်ပြန်လည်ပြီးတော့ကျွန်တော်တို့ဆွန်တွေးခွင့်ရကြပြန်ပြီအလ်ဟမ်ဒူလ illah ဒီနေ့ကျွန်တော်တို့အတူတူကအလ္လာဟူရှင်းမေတာဒနာတော်ဖြစ်တော်အစ္စလာမ်တာဒနာတော်ဤဒုတိယအခြေခံဥပဒေဖြစ်တဲ့ဟာဒီတော်ကိုကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာတော့မှာဖြစ်ပါတယ်အင်ရှာအလ္လာဟူတအလာဒီနေ့ကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာမယ်ကျမ်းကတော့မီအတူဟာဒီစင်လီလဟီဇီကျမ်းမယံဟာဒီတော်တရားလို့အမည်ရတဲ့ဟာဒီတော်ကျမ်းဒုတိယတွဲရဲ့ဟာဒီတော် အမှတ်စဉ်90.85ပေါ့နော်ကျွန်တော်တို့ဟာဒီဒိုနံပါတ်85မြောက်ကိုကျွန်တော်တို့အတူတူကကျမ်းမတ်လေ့လာတော့မှာဖြစ်ပါတယ်အင်ရှာအလ္လာဟူတအာလာဒီဟာဒီဒိုမှာတမန်တော်မြတ်ဆလလာဟူအလัยဟီဝဆလမကပါเจ้าရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုတရင်ကောင်းပါတော်မူထားတယ်ဆိုလို့ရှိရင်ညစဉ်ညစဉ်မှာအချိန်တစ်ချိန်ရှိတယ်တဲ့နော်အဲ့ဒီအချိန်ဒီအလ္လာဟူရှင်မြတ်က ျွန်တော်တို့ရဲ့ဆုတောင်းကိုလက်ခံတော်မူတော့အချိန်ဖြစ်တယ်ဆိုပြီးတော့မင်ကြတော်မူထားတဲ့တရင်ကောင်ပါတော်မူထားတဲ့ဟာဒီတော်ဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ဒီဟာဒီတော်ကိုကျွန်တော်စတင်ပြီးတော့မကြက်မတ်မီမလိလာမီအလင်းဘာကြောင့်ကျွန်တော်တို့ကဟာဒီတော်ကိုလိလာတယ်လေနော်ရည်ရချက်ကျွန်တော်တို့ဟာဒီတော်ကိုလိလာရခြင်းရဲ့ရည်ရချက်ကို သိရှိနားလည်ဖို့လိုအပ်တယ်တခါဟာဒီတော်ကိုလိလာရခြင်းရဲ့အရေးကြီးပုံ ဘလောက်ထိရေးပါသလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်တို့သိရှိနိုင်ဖို့လည်းလိုအပ်တယ်။ဒါကိုသိရှိနိုင်ဖို့ရအတွက်ကျွန်တော်တို့ကုရ်အန်ကျမ်းတော်မြတ်မှာဆူရာတုနဂျီမီကျေတာယာကန္ဒာကန္ဒာနံပါတ်90နဲ့3မြောက်နော်ကျွန်တော်တို့ကုရ်အန်ကျမ်းတော်မြတ်ထဲမှာကန္ဒာပေါင်းဆူရာတုလ်ဖာတီဟာတီကပထမကန္ဒာဆူရာတုနစီကနောက်ဆုံးကန္ဒာအားလုံးပေါင်း134ကန္ဒာရှိပါတယ်။ဒီ134 အနှစ်မှာကာဏ53မြောက်ကျေတာယာကာဏမှာအတိလင်းအော်လောရှမေကတမန်တော်မြတ်ဆလလောဟူအလัยဟီဝါဆလမ်နဲ့ပတ်သက်ပြီးတော့ဤကေရိုးထောက်ခံမိန့်ကြားတော်မူထားတယ်။အမိန့်တော်34မှာအမိန့်တော်3မှာအလ္လာဟူရှိမေကဤကေရိုးအတိလင်းထောက်ခံမိန့်ကြားတော်မူထားတယ်။အာဥဇူဘီလဟီမီနရှိုင်တာနီရဂျီမ် وما ينطق عن الهوى စင်စစ်တူဒီတဲ့တူဒီတူဒီဆိုတာတမန်တော်မုဟမ္မဒ်ဆလလာဟူအလัยဟီဝါဆလမ်ကိုညွှန်းချင်းဖြစ်တဲ့တူဒီတမန်တော်ဒီမာယံတွေ့ကိုစကားပြောခြင်းမရှိဘူးအိုင်နီလဟာဝါတွေ့ရဲ့စိတ်အလိုဆန္ဒဖြင့်ဘယ်တော့မှစကားပြောခြင်းမရှိဘူးတဲ့ဘဒုကထောက်ခံတော်မူနေသလဲ စัจ java ဝလာအလုံးဖန်ဆင်းခံများအလုံးကိုဖန်ဆင်းမွေးမျိုးကျွေးမွေးစောင့်ရှောက်စီမံခန့်ခွဲထိန်းချုပ်ကုကဲ့သေးစေရှင်စေတော်မူသောတပါဒီတော်ခါဝကိုးကွယ်မှုခံနိုင်တော်မူသောအရှင်မြတ်ကတက်တည်ထူပြီးခေါထောက်ခံမိကြတော်မူလေတမန်တော်ဒီမုဟမ္မဒ်ဆလလောဟူအလัยဟီဝဆလမ်ဒီဘယ်တော့မှစိတ်လိုဆန္ဒမင်းစကားပြောခြင်းမရှိဘူးသူပြောတဲ့စကားတိုင်းဒီအင်ဟူဝအင်လာဝဟယွန်း ယူဟာသူပြောတဲ့ဇကာတန်းนี่ဝါဟယွန်းဖြစ်တယ်ယူဟာတုထန်တို့ပို့ချခြင်းခံရတော့အမိန်တော်ဖြစ်တယ်အလ္လာဟ်ရှမေမာတဇင်ဂျီဘရီအလ္လာဟ်ရှမေကဂျီဘရီအလိုင်ဆလမ်ကိုဆီလူဘီတမန်တော်မုဟမ္မဒ်ဆလလာဟူအလัยဟီဝါဆလမ်ထန်တို့ပို့ချတော့အမိန်တော်ဖြစ်တယ်တနည်းအားဖြင့်တမန်တော်မုဟမ္မဒ်ဆလလာဟူအလัยဟီဝါဆလမ်အဆလမ်အီရွှေနုတော်မှာမိန်ကြားတော်မူတော့ အမိန်တော်တိုင်းစကားတိုင်းဒီအလ္လာဟူရှိမဲထံတော်ဘာမှဖြစ်တယ်အလ္လာဟ်ရှိမဲအမိန်တော်ဖြစ်တယ်တနည်းအားဖြင့်နော်အဲ့တော့ကုရ်အန်ကျွန်တော်မြေဒီအလ္လာဟ်ရှိမဲပထမအမိန်တော်ဟာဒီသော်ဒီအလ္လာဟ်ရှိမဲဒုတိယအမိန်တော်ဒီတွေ့ကြောင်ကျွန်တော်တို့ကဟာဒီသော်ကိုလေ့လာခြင်း ဖြစ်တယ်ဒီတွေ့ကြောင်ဟာဒီသော်ကိုလေ့လာခြင်းရဲ့အရေးကြီးပုံနော်အရေးပါလာတယ်ကုရ်အန်ကျွန်တော်မြေဒီအစ္စလာမ်ဒါနာရောရဲ့ပထမမှန်တဲ့ဒီပထမအခြေခံဥပဒေဖြစ်ပြီး ဟာဒီဒော်ဒီအစ္စတမ်ရာဇနာတော်ဤဒုတိယအခြေခံဥပဒေဖြစ်တယ်အခြေခံဥပဒေဆိုတာဘာလဲကျွန်တော်တို့ကအစ္စလမ်ရာဇနာပါလို့ပြောရလေအောင် အထောက်ထားဆိုတာရှိရမယ်ကုရ်အန်ကျမ်းတော်မြတ်မှာအလ္လာဟူရှင်မြတ်ကဤကဲ့သို့မိန့်ကြားတော်မူထားသည့်အတွေ့ဤကဲ့သို့ကျွန်တော်တို့ကယုံကြည်တဲ့ဤကဲ့သို့ကျွန်တော်တို့ကအလ္လာဟ်ရှင်မြတ်ကိုခါဝူကူကွယ်မှုပြုတဲ့ဤကဲ့သို့ကျွန်တော်တို့ကပြုလုပ်တယ်ဆောင်ရွက်တယ်ထို့တူပဲ ဟာဒီတော်မှာနော်တမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်မင်ကြတော်မူဒီတွေကြောင့်အဲ့တော့မီဒီယာကျွန်တော်ယုံကြည်ပြီးဖြစ်စေလှုပ်ပြီးဖြစ်ပြုလုပ်ပြီးဖြစ်စေကုရ်အာန်နဲ့ဟာဒီစ်နဲ့ကိုင်ညီမတာလျင်အလ္လာဟူအရှင်မြတ်ဤတာဒနာတော်ဖြစ်မှာဖြစ်ပါတယ်ကုရ်အာန်နဲ့ဟာဒီစ်နဲ့ကိုင်ညီခြင်းမရှိတဲ့မီဒီယုံကြည်မှုမီဒီလုံးရဲ့မဆိုးအစ္စလာမ်နဲ့ဘာမှပတ်သက်ခြင်းမရှိပါဘူး ဒါကိုကျွန်တော်တို့သိရှိပြီးတဲ့နောက်မှာဟာဒီသော်ကိုလေ့လာရခြင်းဘယ်လောက်ထိအရေးကြီးတယ်လဲဆိုတာကျွန်တော်တို့အဲသိမြင်နိုင်ပါတယ်နော်အဲ့တော့ကောင်းပြီကျွန်တော်တို့ဟာဒီသော်ကိုဥစွာကျွန်တော်တို့၃ချိန်၃ခါဖတ်ယူကြက်မှတ်ကြရအောင်ဟာဒီသော်အအမှတ်စဉ်85မြောက်ပေါ့နော်ကျွန်တော်တို့ကြက်မှတ်ရဟာဒီသော်တရားဒုတိယတွဲရဲ့ဟာဒီသော်နံပါတ်85မြောက် بسم الله الرحمن الرحيم عن جابر بن عبد الله رضي الله عنه قال قال رسول الله صلى الله عليه وسلم إن في الليل لساعة لا يوافقها رجل مسلم يسأل الله خيرا من أمر الدنيا والآخرة إلا أعطاه إياه وذلك كل ليلة رواه مسلم. Itu dia, Jeng. عن جابر بن عبد الله رضي الله عنه قال قال رسول الله صلى الله عليه وسلم إن في الليل لساعة لا يوافقها رجل مسلم يسأل الله خيرا من أمر الدنيا والآخرة إلا أعطاه إياه وذلك كل ليلة رواه مسلم تدي يا عن جابر بن عبد الله رضي الله عنه قال قال رسول الله صلى الله عليه وسلم إن في الليل لساعة لا يوافقها رجل مسلم يسأل الله خيرا من أمر الدنيا والآخرة إلا أعطاه إياه وذلك كل ليلة رواه مسلم الحمد لله جنر دي حديث ومئي أدبه جدا عن جابر <applause> بن عبد الله رضي الله عنه جابر رضي رضي الله عنه كان جابير رضي الله عنه عنه تما ရော်ဒီအလ္လာဟူအန်ဟူထာမဆင်မြန်ခြင်းခံခဲ့ရတဲ့ဂျာဘီရ်ရော်ဒီအလ္လာဟူအန်ဟူဆင်မြန်ခဲ့တယ်ပေါ့နော် قال قال رسول الله صلى الله عليه وسلم تمنوم محمد صلى الله عليه وسلم من جارو مكيري ان موچا سينسي بو نو موچا سينسي في الليل ညအချိန်မှာညအချိန်မှာစင်စစ်ညအချိန်မှာလာစာအတန်အချိန်တစ်ချိန်ရှိတယ် ညမှာအချိန်တစ်ချိန်ရှိတယ်ညဆိုတာကျွန်တော်တို့နေဝင်ပြီးတာ ਨੇ เนาะမဂရစ်အချိန် နေဝင်ပြီးပြီဆိုရင်ဆိုလို့ရှိရင်ညအချိန်စပြီနေဝင်ပြီးပြီနေဝင်လိုက်တာ ਨੇ တပြိုင်တည်းညအချိန်စပြီဘယ်ချိန်ဒီတောင်လဲဆိုလို့ရှိရင်ဆလာတူလ်ဖဂျီရီအချိန်ဝင်တဲ့အချိန်ဒီတောင်ဒါညလို့ခေါ်တယ်အဲ့တော့ဒီနေဝင်ပြီးတဲ့အချိန်ကနေစပြီးနောက်နေ့ဖဂျာအချိန်ဒီတိုင်အောင်ဒါည ဒီညအချိန်ထဲမှာအချိန်တစ်ချိန်ရှိတယ်တဲ့အချိန်စိတ်ပိုင်းတစ်ခုရှိတယ်ဗောနော်လာယူဝါဖီကူဟာရဂျူလူမု슬ီမွန်မု슬ီမ်ယုံကြည်သူအမျိုးသားတူတယောက်ဒီအမျိုးသားလို့ဆိုရပေးမယ်အမျိုးသမီးလည်းပါဝင်မယ်နော်ဆလူဒါကယုံကြည်သူတူတယောက်ဒီဤအချိန်နဲ့ကိုက်ညီသွားမယ်ဆိုလို့ရှိရင်တဲ့နော်သူရဲ့သူဘယ်လိုကိုက်ညီမလဲ yes allahu khairon allah shmet tan ro ma ma kaum ku ru taung khan ne su taung na bo no သူကဒီချိန်အလ္လာဟ်ရှ်မေဆုမွန်ဒူအာလက်ခံတော်မူသောအချိန်မှာသူကကြိုက်ညီတော်မယ်တိုက်ဆိုင်တော်မယ်ဆိုရင်ပေါ့နော်အဲ့ဒီအချိန်မှာသူကအလ္လာဟ်ရှ်မေထံတော်ပါမှာခိုင်ရွန်ကောင်းကျိုးကိုတောင်းမယ်မင်အမရီဒူနီယာဝလ်အာခီရာလောကီကောင်းကျိုးဖြစ်စေလောကုတ္တရာကောင်းကျိုးဖြစ်စေနဘဝနဌာနဇလုံးရဲ့ကောင်းကျိုးကိုနော်အဲ့ဒီအချိန်မှာတောင်းမိမယ်ဆိုလို့ရှိရင်တဲ့အီလာအာတာဟူအီယာဟူအလ္လာဟ်ရှ်မေက သူသူတောင်းတဲ့အရာကိုသူ့ကိုချိမင်တော်မူမှာဖြစ်တယ်ဝဇာလီကကုလလိုင်လတင်ဆူတောင်းလက်ခံချင်းခံရတော့ထိုအချိန်ဒီညစဉ်ညစဉ်ညတိုင်းညတိုင်းမှာရှိတယ်ဆိုပြီးတော့တမန်တော်မြတ်ဆလလဟူအလัยဟီဝဆလမကအီကေရိုကျွန်တော်တို့ကိုတရင်ကောင်းပါတော်မူခဲ့တယ်အဲ့တော့ဒီဟာဒီတော်မှာကျွန်တော်တို့တေချာစဉ်းစားတုံးတက်မယ်ဆိုလို့ရှင်เนาะညစဉ်ညတိုင်းမှာ အလ္လာဟ်ရှမေလက်ခံတော်မူတော့အချိန်တစ်ချိန်ရှိတယ်နော်ဘယ်အချိန်လဲအတိအကျတမန်တော်မေကမပြောခဲ့ဘူး။ဘာကြောင့်မပြောခဲ့တာလဲကျွန်တော်တို့ဆက်လက်လေ့လာကြရအောင်။အဲ့တော့ဒီဟာဒီသော်ဒီရဝါဟူမု슬လီမွန်အီမန်မု슬လင်ကဆင့်မြန်ထားတယ်နော်ဟာဒီသော်တပုတ်ဖြစ်တယ်ဒါမှန်ကန်တော့ဟာဒီသော်တပုတ်ပဲနော်ဘူခါရီနဲ့မု슬င်ကျမ်းတော်မြတ်မဆင့်မြန်တဲ့ဟာဒီသော်အလုံးလို့ဒီမှန်ကန်တဲ့ဟာဒီသော်များဖြစ်တယ်။အဲ့တော့ညအချိန်ညအချိန်ဆိုတာကနော်ကျွန်တော်တို့ အဲစိတ်နှလုံးသားများကြီးနုဒီအေးချမ်းနေတဲ့အချိန်ပေါ့နော်။ဘာကြောင့်လဲဆိုတော့နေ့ဆိုလို့ရှိရင်ကျွန်တော်ကအဲစားဝတ်နေရအတွက်လုံပန်းရတယ်အလောက်ကင်များအတွက်လုံပန်းရတယ်ဟလာအဲပညာတင်တဲ့တာတမီចောင်းသားចောင်းသူများဒီလည်းပညာရေးမှာလုံပန်းရတဲ့အတွက်မောပန်းကြတယ်။အဲ့တော့လူတိုင်းလူတိုင်းရဲ့စိတ်နှလုံးသားများဒီညအချိန်မှာအနာယူကြတယ်ညအချိန်မှာတက်တာရာအဲအဲ အနားယူကြတယ်ပေါ့နော်ညအချိန်မှာအဲ့တော့အဲ့တို့ညအချိန်မှာပဲကျွန်တော်တို့အလ်အီဘာဒတ်တို့ကောင်းမှုကုသိုလ်များကို ပို့ပြီးတော့လုပ်နိုင်တဲ့အခွင့်အရေးရှိတယ်နော်ခန္ဓာကိုရုပ်ပိုင်းဆိုင်ရာဖြစ်စေနာမ်ပိုင်းဆိုင်ရာဖြစ်စေအစဉ်တည်းဖြစ်တယ်ပေါ့နော်ဒီအတွက်ကြောင့်ညအချိန်မှာဒီဟာဒီတော်မှာတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်ကကျွန်တော်တို့ကိုညအချိန်မှာနော်အလ္လာဟူရှင်မြတ်ကကျွန်တော်တို့ရဲ့ဆုတောင်းကိုလက်ခံတော်မူတော့အချိန် တစ်ချိန်ရှိတယ်အဲ့ဒီအချိန်ကိုကျွန်တော်တို့ကနော်အဲတံပိုးထားကြဖို့နော်တမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်ကကျွန်တော်တို့ကိုမှတ်တမ်းတော်မူထားတယ်ဒီဟာဒီသ်တော်မှာအဲ့တော့ဘာကြောင့်ကျွန်တော်တို့ကိုတမန်တော်မြတ်ကအတိအကျမိန့်တော်မူခြင်းမရှိတာလဲနော်ဒါကျွန်တော်တို့စဉ်းစားစရာပဲနော်အချိန်တစ်ချိန်ရှိတာကိုတမန်တော်မြတ်ကဘာဖြစ်လို့ဘယ်အချိန်လဲဥပမာအဖြစ်မဂရီဘီလာအီရှာဘီလာတို့မဖက်ချက်မတိုင်မီလား အတိအကျအချင်းကိုကျွန်တော်တို့ကိုတမန်တော်မြတ်ကအရည်ရချက်ရှိရှိကိုမပြောပြခဲ့ဘူး။ဘာကြောင့်လဲ။နော်။ဒါကျွန်တော်တို့ကောင်းမှုကုတုများစွာပွားပွားများအောင်။တကယ်လို့ကျွန်တော်ကအချင်းတစ်ချင်းအဲ့ဒီအချင်းကိုအတိအကျတိအဲ့ဒီအချင်းပါပဲဆူတောင်းတော့မှာတခြားချင်းဆူမတောင်းတော့ဘူးနော်။ဒါကျွန်တော်တို့အာအလ်ဟိကမတ်တူလ်ဘာလီဂါနော်။ဒါကျွန်တော်တို့အနက်ဆိုင်တော့ အဲတိညာမျောမြင်ကြွယ်ဝမှုလို့ခေါ်တယ်လူတူတယောက်ကိုကောင်းမှုကုသိုလ်များများအလ္လာဟ်ရှ်မက်ကချီးမွမ်းတော်မူခြင်းတိအတွေ့နော်အညအချိန်မှာအလ္လာဟ်ရှ်မက်ဒူအာဆုတောင်းကိုလက်ခံတော်မူတော့အချိန်တစ်ချိန်ရှိတယ်အလ္လာဟ်ရှ်မက်ကကျွန်တော်တို့ရဲ့ဆုတောင်းဘယ်အချိန်မှာပဲတောင်းတောင်းနော်ကျွန်တော်ကယုံကြည်မှုအပြည့်နဲ့အလ္လာဟ်ဟူရှင်မက်တားမြင်တော်မူထားတဲ့အရာတွေကိုရှောင်ကျင်ပြီးဆုတောင်းမယ်ဆိုလို့ရှိရင်ဘယ်အချိန်မှာတောင်းတောင်းဘယ်နေရာမှာပဲတောင်းတောင်းအလ္လာဟ်ရှ်မက်ကကျွန်တော်တို့ရဲ့ဆုတောင်းကိုမုတ်ချလက်ခံတော်မူတယ်နော် တိုးတော့ဒီဟာဒီတော်မှာတီးတန့်အချင်းတစ်ချင်းကိုရှိတယ်ဆိုတဲ့အကြောင်းညာမှာအချင်းတစ်ချင်းရှိတယ်ဆိုတဲ့အကြောင်းတမန်တော်မြတ်ဆလ္လာဟူအလัยဟီဝါဆလမ်ကကျွန်တော်တို့ကိုမင်ကြားတော်မူထားခြင်းဖြစ်တယ်နော်ညာအချင်းမှာအစိတ်ပိုင်းတစ်ခုအချင်းအစိတ်ပိုင်းတစ်ခုရှိတယ်နော်အဲ့တော့အပညာရှင်များကအမျိုးမျိုးဖွင့်ဆိုကြတာပေါ့နော်ဒီအချင်းကဘယ်အချင်းဖြစ်နိုင်တယ်လဲပေါ့နော်အများအပညာရှင်များကဘယ်အချင်းဆိုကြတယ်လဲဆိုလို့ရှိရင် ညကို3ပုံပုံပြီးတော့နောက်ဆုံးတပုံပေါ့ညကို3ပုံပုံလိုက်မယ်နောက်ဆုံးတပုံဆိုလိုတာကဆလာတူဖဂျီရီဖဂျီမတိုင်မီတနာယီနိုင်နာယီတနာယီနာနာယီအတော်တွင်အဲ့ဒီညညရဲ့နောက်ဆုံးတပုံပေါ့နော်အဲ့ဒီအချိန်မာဂါဒါအတိလင်းဟာဒီသောနောက်တည့်ရက်မှာကျွန်တော်တို့ဘူခါရီနဲ့မွတ်စလင်ကျမ်းတော်မြတ်ထဲမှာအဘူဟူရိုင်းရာရာဒီအလာဟူတအာလာအန်ဟူဆီမန်ရဲ့ဟာဒီသောမှာဤကဲ့သို့ တမန်တော်မြတ်ဆလလာဟူအလัยဟီဝါဆလမကမင်ကြတော်မူခဲ့တယ်။တမန်တော်မြတ်ကဗာမင်တော်မူလေဆိုလို့ရှင်ယန်ဇီလူရဘူနာတဘာရကဝတအလာကုလလိုင်လတီနီလာဆမအီဒူနီယာဟီနယဘကာဆူလူဆူလူဆူလိုင်လအာခီရ်ညာရဲ့နောက်ဆုံး၃ပုံ၃ပုံအချိန်မှာတဲ့နော် အလ္လာဟူရှိမဲ့ကြီးကျယ်မြတ်တော်မူသောအလ္လာဟူရှိမဲ့ဒီလောကီရဲ့မိုးကောင်းကင်တည်တယ်အောင်ဆင်းတက်တော်မူတယ်ဘယ်လိုဆင်းတက်တယ်လဲကျွန်တော်တို့အဖန်ဆင်းခံများခဲ့တော့မဟုတ်ဘူးเนาะဘယ်လိုဆင်းတက်တော်မူတယ်လဲကျွန်တော်တို့မသိဘူးเนาะအဲ့တော့ကျွန်တော်တို့ကဒါကိုယုံကြည်တယ်အဲ့တော့ညရဲ့၃ပုံ၃ပုံနောက်ဆုံး၃ပုံအချိန်မှာအလ္လာဟူရှိမဲ့ကဒီကျွန်တော်တို့ရဲ့ဒီလောကီမိုးကောင်းကင်တည်တယ်အောင်အလ္လာဟူရှိမဲ့ကဆင်းတက်တော်မူပြီးဤကဲ့သို့ကြီးညာတော်မူတယ်မိန့်တော်မူတယ် မင်ယဒူနီ ဖအစတဂျီဘလဟူမိဒူဒီငါရှင်မြတ်ထံတော်ဘာမှာဆုတောင်းမလဲဆုဆုတောင်းမယ်ဆိုလို့ရှိရင်တွေ့ရဆုတောင်းကိုငါရှင်မြတ်လက်ခံတော်မူမယ်မင်ယစ်အလူနီဖအူအူတီယဟူမိဒူဒီငါရှင်မြတ်ထံတော်ဘာမှာတောင်းခံမယ်ဆိုလို့ရှိရင်တူတောင်းခံတဲ့အရာကိုငါရှင်မြတ်ကချင်းမြတ်တော်မူမှာဖြစ်တယ်မင်ယစ်တောဖီရူနီဖအူဖီရလဟူမိဒူဒီငါရှင်မြတ်ထံတော်ဘာမှာတော့ပြည့်မှုခွင့်လို့ချမ်းသာဖို့ရဖို့အတွက် ောင်းခံမယ်ဆိုလို့ရှိရင်သူ့ရဲ့ပြည့်မှုများကိုငါရှင်မဲကခွလွတ်တော်မူမှာဖြစ်တယ်ဆိုပြီးတော့အလ္လာဟ်ရှင်မဲကအဲ့ဒီအချိန်ညညရဲ့၃ဘုံ၃ဘုံနောက်ဆုံး၃ဘုံအချိန်မှာညစဉ်ညတိုင်းဤကဲလို့နော်ကုလလိုက်လာတဲ့ညစဉ်ညတိုင်းပဲနော်အဲ့တော့ကျွန်တော်တို့အလုံးထဲမှာထူးမြတ်မှုမြတ်တော့အချိန်ဖြစ်တယ်ဒီအချိန်ကိုကျွန်တော်တို့ တန်ဖိုးထားတဲ့နဲ့နော်အီရှာဘီတာနဲ့တမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်ရဲ့ဆွန်နာလန်းစင်တော်ဒီအိဆက်အနာယူတယ်နော်ညရဲ့တုံးမတပုံမှာထပြီးတော့ကျွန်တော်တရားမူလဲတဟဂျွတ်အချိန်ပေါ့နော်တရားမူလဲလို့လဲခေါ်တယ် တာဟဂျူလို့လဲခေါ်တယ်အတူတူပဲနော်အဲ့ဒီအချိန်မှာထပြီးတော့အ ਨੇ ဆုံးနရကဝူပြနိုင်မယ်ဆိုလို့ရှိရင်တို့နေရာမှာကောင်းမွန်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့လော်ဂီရာကိစ္စနော်ပဲကိစ္စရဲ့မဆိုစီးပွားရေးလူမှုရေးစံမာရေးအိမ်ထောင်ရေးပညာရေးတာသမီရေးတောင်းအလ္လာဟ်ရှိဘဲထောင်းတော်မှာနော်ကျွန်တော်တို့ပြီးတော့အာခီရောနောင်တမလွန်ဘုရားရဲ့ကောင်းကျိုးနော်အလ္လာဟ်ရှိမဲပြမှုများ မှာကျွန်တော်တို့ကိုခွင့်လွှတ်တော်မူဖို့เนาะကျွန်တော်ပြည်မှုများကိုလော်ရှိမဲ့ခွင့်လွှတ်တော်မူဖို့အဲတင်းချိုင်းရဲ့ပြစ်တံမှာကျွန်တော်တို့ကိုကင်းဝေးစေတော်မူဖို့เนาะအလော်ရှိမဲ့ကျွန်တော်တို့ကိုကျင်နာစေတော်မူဖို့ကျွန်တော်မိဘများညီကိုမောင်နှမများဆွေမျိုးသားချင်းများတာသမီများသားစီမိစင်းများမွတ်စလင်ယုံကြည်သူအမျိုးသားအမျိုးသမီးအားလုံးကိုလောရှိမဲ့ကျင်တော်မူဖို့ဂျန်နာဥယင်ပေါ်နန်တို့ဝင်ရောက်ခွင့်ပြုတော်မူဖို့အခိရောရဲ့ကောင်းကျိုးများကိုကျွန်တော်ဒီအချိန်မှာတောင်းမယ်ဆိုလို့ရှင်မုတ်ချလောရှိမဲ့ကကျွန်တော်တို့ လက်ခံတော်မူမှာဖြစ်တယ်။အဲ့တော့ဒီဟာဒီဇ်တော်မှာတမန်တော်မြတ်ကအချိန်တစ်ချိန်ကိုဘာကြောင့်အတိအကျမှင့်ကြတော်မူထားခြင်းမရှိတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဟာလာကောင်းမှုကုသိုလ်များစွာ ပွားများကြစေယန်းနာတမန်တော်မြတ်ကရည်ရွယ်ရေးကျွန်တော်တို့ကိုအတိအကျမှင့်ကြတော်မမူထားခြင်း ဖြစ်တယ်။ အဲ့တော့ကျွန်တော်တို့ဒီဟာဒီတော်ကိုကြည်ချင်းအဖြစ်နော်ညစဉ်ညတိုင်းမှာအလ္လာဟ်ဟူရှင်မဲဒီကျွန်တော်တို့ရဲ့ဆုတောင်းပေါ့နော်ကျွန်တော်တို့ရဲ့ဒူအာဆုတောင်းကိုလက်ခံတော်မူတော့အချင်းတစ်ချိန်ရှိတယ်ဒါညစဉ်ညတိုင်းပဲဘုန်းတော်ညစဉ်ညတိုင်းအထုတပင်ညကို၃ပုံ၃ပုံပြီးနောက်ဆုံး၃ပုံအချင်းအထုတပင်ပေါ့နော်အထုတပင်အဲ့တော့ကျွန်တော်တို့ညဆိုတာကမဂရီဘီတာနဲ့ကျွန်တော်တို့စတိပြီဖြစ်တယ်နောက်နေ့ ဆလာတူဖဂျီရီဖဂျီရီဝင်ချင်းဝင်တဲ့အချိန်ထိနိုင်အောင်ပေါ့နော်ကျွန်တော်တို့ဒီအဲဆူတောင်းကိုစူးစမ်းပြီးတော့ဆူတောင်းအောင်ပါဖြစ်တယ်အဒူအာအိုပေါ့နော်အလ္လာဟ်ရှိမဲ့ထာဝရမယ်ကျွန်တော်တို့ကဆူတောင်းအောင်ပါဖြစ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်အဒူအာအိုဟူဝလ်ဣဘာဒါနော်အဒူအာအိုဆူတောင်းခြင်းဒီခါဝူကုကွယ်မှုဖြစ်သည်ဆိုပြီးတော့အတိလင်တမန်တော်မြတ်ဆလလောဟူအလัยဟီဝဆလမ်ကဟာဒီသ်တော်မှာကျွန်တော်တို့ကိုမင်ကြားတော်မူထားတယ်ဒီဟာဒီသ်တော်ဒီအဘူဒါဝူဂျန်အတ္တီမီဇီဂျန်နဲ့အစ်ဘနူမာဂျာဂျန်တို့ မှာเนาะအတီတီစင့်မြန်ထားတယ်အဒူအာဥဟူဝလ်အီဘာဒတုစူတောင်းခြင်းဒီခါဝူကုကွယ်မှုဖြစ်တယ်တဲ့အဲ့တော့ခါဝူကုကွယ်မှုခံထိုက်တော်မူတော့အရှင်ဒီအလ္လာဟ်ရှမေတဘာရီတာလင်ဖြစ်တော်မူတယ်เนาะကျွန်တော်တို့တင်ကျိုင်းနေမှာတွားတောင်းတာတရဂါနေမှာတွားတောင်းတာဝလီတူတော်စင်းနေမှာတွားတောင်းတာနာအူဇူဘီလာဟီအလ္လာဟူရှင်မင်းနဲ့အတူတူပါနိုင်ရှင်ကိုးကွယ်ခြင်းဖြစ်တယ်ဒါအဲ့ဒါလို့ပြုလို့တော်သူဒီမုရှရိကလို့ခေါ်တယ်မုရှရိကွန်း မုရှိခ်အလ္လာဟုရှင်မြတ်အတူပနိုင်ရှင်ကိုးကွယ်တော်သူအဲ့တော့တူပနိုင်ရှင်ကိုးကွယ်ဆိုတာဥချမှာမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်တို့ဆူတောင်းတာဒီလေလူအလ္လာဟုရှင်မြတ်ထံတော်ဘာမှမတောင်းပဲအဖန်စင်းခံတဦးတယောက်လူသားဖြစ်စီတက်ရှိဖြစ်စီတို့မဟုတ်တစုံတရာတက်မဲ့ဖြစ်စီနော်တင်တင်ကြိုင်းတို့တပင်းတို့နော်လာတို့ကျဲတို့နေတို့ကြောက်ခဲကြောက်တုံးစီမှာတွားတောင်းရင်ဒါ လောရှမင်းနဲ့တူပါနိုင်ရှင်ကိုကြွယ်တာဖြစ်တော့ပြီနော်ဘဒုမကျွန်တော်ရဲ့အဲလိုအင်စန်းသားကိုမဖြည့်ဆည်းပြီးနိုင်ဘူးအလောရှမင်းမှာလွေ၍ဘဒုမကျွန်တော်ရဲ့ဆူတောင်းကိုလက်မခံနိုင်ဘူးအလောလက်ခံခြင်းနိုင်ခြင်းမရှိဘူးအလောဟုရှိမဲ့တပါဒီမှာလွေ၍အဲဒါကြောင့်မို့လို့ကျွန်တော်တို့ဒီအလောရှမင်းထံတော်ဘာမှမဆူတောင်းမှာဖြစ်တယ် နော်ကျွန်တော်ရဲ့ဆူတောင်းကိုအလောရှိမေကမုတ်ချလက်ခံတော်မူမယ်ဆိုတဲ့အကြောင်းနော်ကျွန်တော်ဆူတောင်းလို့ရှိနေတဲ့အလောရှိမေကလုံထဲမှာနှစ်တက်တော်မူတဲ့အကြောင်းကုရ်အန်ကျမ်းတော်မှာထဲမှာလည်းအတိလင်အလောရှိမေကကျွန်တော်ကိုဂတိပေးတော်မူထားတယ်ဆူရတူဂေါဖီရ်အမင်းတော်60မှာအလောရှိမေကမိန်တော်မူတဲ့ဝါကာလာရဘ်ဘူကွမ်အတိလုကိုဖန်ဆင်းမှုမူတော်မူတော့အရှင်မိန်ကြားတော်မူတဲ့ ဥဒူနီငါရှင်မဲထံတော်ဘက်မှဆူတောင်းကြအစတဂျီဘလကွမ်အတင်တို့ရဲ့ဆူတောင်းကိုငါရှင်မဲလက်ခံတော်မူမယ်အင်းနလနီနယစတကဘီရူနအန်အီဘာဒတီငါရှင်မဲထံတော်ဘက်မှဆူတောင်းခြင်းမပြုဘဲခါဝူကုကွယ်မှုမပြုဘဲမာမာနထောင်လွှားတော်သူများသည်ဆယဒ်ခူလူနဂျဟန်နမဒါခီရင်ဂျဟန်နံရဲ့မိတဲ့တို့ ကုန်တရေတေးတိမ်စွာဖြင့်ဝင်ရောက်ကြရလိမ့်မယ်။ငါရှင်မဲထံတော်ဘာမှဆူတောင်းခြင်းမပြုဘဲတင်းချိုင်းတို့တရကာတို့ဒူတော်စင်တို့ရုတ်တူးတို့စင်တူးတို့ကြောက်တုံးတို့တစ်ပင်တို့နွားတရေဆန်းတို့မိရိယာပုစုတွားရောက်ပြီးတော့တောင်းခံမယ်ဆိုလို့ရှိရင်ဒါအလ္လာဟ်ရှင်မဲအတူပါနိုင်ရှင်ကိုးကွယ်မှုဖြစ်တယ်။အလ္လာဟ်ရှင်မဲထံတော်ဘာမှတောင်းခြင်းမှမာမာနထောင်လွားတယ်လို့ရဖြစ်တယ်။နောက်အုဇ်ဘီလာအခုကျွန်တော်တို့ တိကျရှင်းလင်းပြတ်သားစွာသိရှိနားလည်ဖို့လိုအပ်တယ်။အဲ့တော့ကျွန်တော်ရဲ့ဆုတောင်းကို ကျွန်တော်အမြဲတစေရင်ဝယ်ပိုက်ထားရမှာဒီကျွန်တော်တို့အလ္လာဟ်ဟူရှိမဲ့ထံတော်ဘာမှာယုံကြည်မှုအပြည့်နဲ့ဆုတောင်းမယ်ဆိုလို့ရှိရင်မုတ်ချအလ္လာဟ်ရှိမဲ့ကကျွန်တော်တို့ရဲ့ဆုတောင်းကိုလက်ခံတော်မူမယ်နော်ဟာဒီတော်တပုတ်မှာနော်အလ္လာဟ်ရှိမဲ့ကကျွန်တော်တို့ရဲ့ဆုတောင်းကိုဘယ်လိုပုံစံဖြင့်လက်ခံမလဲဘယ်လိုအခြေအနေမှာလက်ခံမလဲဆိုတာနဲ့ပတ်သက်ပြီး တမန်တော်မုဟမ္မဒ်ဆလလာဟူအလัยဟီဝဆလမ်ကဤကဲ့သို့မင့်ကြတော်မူခဲ့တာကိုအဘူဆာအီဒ်အယ်ခုဒရီရာဒီအလ္လာဟူအန်ဟူကဆင်မြန်ဟာရီတမန်တော်မေကဘာမင့်တော်မူတယ်ဆိုလို့ရှိရင်မာမင်မု슬င်မာမင်မု슬မင်ယဒူမု슬င်ယုံကြည်သူတူတူတယောက်ဒီဆုတောင်းမယ်ဤကဲ့သို့ဆုတောင်းမယ်ဆိုလို့ရှိရင်လိုက်ဆာဘီအစ်မင်ပြမှုမမြောက်တော့ဆုတောင်းကိုတောင်းမယ်ဆိုတာကောင်းတဲ့အရာကိုပဲတောင်းမယ်နော်အရက်အရက် အရက်တောက်ချင်းပါလေရအောင်လောနာအိုဇူဘီလာဥပမာပေါ့အာအရက်ချင်းမင်းတော်မူပါဒါပြိမှုတောင်းဒီဒီကဲဒီကဲတို့ဆူတောင်းကိုလောရှမက်ကလက်တော်လက်ခံတော်မူမှာမဟုတ်ဘူးအဲ့တော့ကိုတောင်းတဲ့အကဲကြီးမွတ်စလင်တို့တယောက်ဒီသူတောင်းတဲ့ဆုဒီပြိမှုမမြောက်ပြိမှုမထိုက်မမြောက်ဘူးဝလာဘီကတီအတီရဟီမင်းဆွေမျိုးတားချင်းနော်ဆွေမျိုးကွဲဆွေမျိုးရင်းချာများကို ပြက်တောက်ဖို့ရတဲ့တောင်းချင်းလည်းမဟုတ်ဘူးဆိုလို့ရှိရင်ဒီနှစ်ခုမှလွဲပြီဒီနှစ်ခုကိုတောင်းရင်လောရှမက်ကလက်မခံဘူးဒီနှစ်ခုမှလွဲ၍ အီလာအာတာဟူအီဟီဒါဆလတ်အလ္လာဟ်ရှမေကတူကိုအခြေအနေ၃မျိုးမှအခြေအနေတစ်ခုခုပြင်သူ့ရဲ့ဆုတောင်းကိုမုတ်ချလက်ခံတော်မူမယ်တဲ့။နော်အခြေအနေနံပါတ်၁ကအင်မာအန်ယူအဂျီလာလာဟူဒါဝါတာဟူသူ့ရဲ့ဆုတောင်းကိုချက်ချင်းလက်ငင်အလ္လာဟ်ရှမေကချင်းမြင်တော်မူတယ်တူတောင်းတဲ့အရာကိုနော်ပြင်းမှုမမြောက်တဲ့ဆုတောင်းရဲ့ဆွေမျိုးရင်းချဖျက်တောက်ခြင်းမဟုတ်တဲ့ဆုတောင်းဒီနှစ်ခုမှလွှဲ နော်အလ္လာဟ်ရှိမဲ့လက်ခံတော်မူသောဆူတောင်းလက်ခံတော်မူသောအခြေအနေ၃ခုဒီဟာဒီတော်မှာဖော်ပြထားတဲ့အခြေအနေနံပါတ်၁ဒီချက်ချင်းလက်ငင်းအလ္လာဟ်ရှိမဲ့ကကျွန်တော်ရဲ့ဆူတောင်းကိုချင့်မြင့်တော်မူတယ်ကျွန်တော်ရဲ့ဆူတောင်းကိုပြည့်စေတော်မူတယ်ဒါအခြေအနေနံပါတ်၁အခြေအနေနံပါတ်၂ကဝအိမာအင်ယဒခရဟာလာဟူဖီလ်အာခီရာဒီလောကီမှာအလ္လာဟ်ရှိမဲ့ကချင့်မြင့်တော်မူပဲမမူပဲကျွန်တော်တို့အတွက်အာခီရာမှာချင့်မြင့်တော်မူဖို့တိန်စီပေးတော်မူထားတာ နော်အဲ့ဒါကြောင့်မလို့တခါတည်းမှာကျွန်တော်ဆူတောင်းတယ်ဆူတောင်းမပြေဘူးဘာဖြစ်လို့မဲအမအလောရှိမကကျွန်တော်တို့အတွက်တိမ်ပေးထားတာနော်တတိယအခြေအနေဒီဝအိမအန်ယဒဖာအန်ဟူမီနာဆူအီမစ်လီဟာကျွန်တော်တို့တောင်းတဲ့အရာကို အလောရှိမကချင်းမြင့်တော်မူပဲကျွန်တော်တို့တောင်းတဲ့အရာနဲ့ထက်တူထက်မြတ်ဒီဆိုးကျိုးတစ်ခုကိုကျွန်တော်ထာနေပြီးတော့အလောရှိမကကင်းဝေးစေတော်မူတဲ့ဖယ်ရှားလိုက်တယ်ကျွန်တော်ကမသိဘူးနော် ျွန်တော်တို့ကမသိဘူးဥပမာကျွန်တော်တို့ကပန်းဒီစားခြင်းနဲ့ပန်းဒီတောင်းတယ်တောင်းတယ်အလ္လာဟ်ရှိမက်ကကျွန်တော်တို့ကိုဖယဲဒီနန်နတီဟာလာတခြားငပျောဒီတွေကျွေးမွေးနေတာကျွန်တော်တို့ကမခံစားမိဘူးကိုတောင်းတာပန်းဒီပဲပန်းဒီရဖို့ပဲတောင်းနေတယ်နော်အလ္လာဟ်ရှိမက်ကကျွန်တော်တို့ကိုငပျောဒီတွေချင်းမင်းတော်မူတဲ့တခွာဒီတွေချင်းမင်းတော်မူတဲ့ဖယဲဒီတွေကိုကစားနေတယ်နေ့တိုင်းဘာဖြစ်လို့ပန်းဒီမရရလာပဲမျောနေတယ်နော်အဲ့တော့အလ္လာဟ်ရှိမက်ကကျွန်တော်တို့ဒီဟာဒီတော်မှာတည်ရင်တည်ရှိရတာဒီ ပြည့်မှုမမြောက်တဲ့ဆူတောင်းစေမျိုးရင်းချာဖြတ်တောက်ခြင်းမဟုတ်တော့ဆူတောင်းဆိုလို့ရှိရင်မုတ်ချကျွန်တော်တို့ဆူတောင်းကိုအလောရှိမဲကလက်ခံတော်မူမှာဖြစ်တဲ့အခြေအနေ၃မျိုးမှ၃မျိုးမျိုးဖြစ်ပေါ့နော်အခြေအနေနံပါတ်၁ဒီကျွန်တော်တို့ဆူတောင်းကိုချစ်ချင်းလင်းငယ်အလောရှိမဲကပြည့်စည်တော်မူတဲ့ချင်းမတော်မူတဲ့ဒါနံပါတ်၁နံပါတ်၂ဒုနီးယားမှာအလောရှိမဲကချင်းမတော်မူပဲအာခေရောမှာကျွန်တော်တို့တင်းစီပေးထားတယ်နော်ဒါအခြေအနေနံပါတ်၂နံပါတ်၃ဒီကျွန်တော်တို့တောင်းတဲ့အရာ မဟုတ်ပဲတခြားဆိုးကျိုးတခုကိုကျွန်တော်တို့ထားမှာ အဲ့ဒါကင်းဝေးစေတော်မူတယ်။ဒါကျွန်တော်တို့ဆုတောင်းအဒူအာအိုဟိုဝလ်အီဘဒတ်ဆုတောင်းခြင်းနေအဲခါဝကုကမှုဖြစ်တဲ့အလ္လာဟ်ရှ်မန်ထံတော်မှာကျွန်တော်တို့ယုံကြည်မှုအပြည့်နဲ့နော်အပြည့်မှုမဟုတ်တဲ့ဆုတောင်းစေမျိုးရင်းချဖြတ်တောက်တဲ့ဖြတ်တောက်ခြင်းအတွက်တောင်းတဲ့ဆုတောင်းမဟုတ်ဘူးဆိုလို့ရှိရင်မုတ်ချက်အလ္လာဟ်ရှ်မန်ကကျွန်တော်တို့ရဲ့ဆုတောင်းကိုလက်ခံပြည့်စေတော်မူမှာဖြစ်ပါတယ်။ဒီအတွက်ကြောင့် ီ hadith တော်မှာတမန်တော်မြတ် sallallahu alaihi wasallam ကနော်ကျွန်တော် Allah ရှင်မြတ်ထံတော်ဘက်မှာမိတိအချိန်မိတိနေမနေရမှာဆိုကျွန်တော်ဆုတောင်းရမှာဖြစ်တဲ့အထူးသဖြင့် inna fil layli la sa'atan ညမှာအချိန်တစ်ချိန်ရှိတယ် la yuwafiquha rajulun muslimun yas'alu Allah khayran min amri dunya wal akhirah အဲ့ဒီအချိန်မှာမိတိ muslim ယုံကြည်သူမဆို့ လောကီရဲ့ကောင်းကြကောင်းကျိုးလောကုတ်တရားရဲ့ကောင်းကျိုးကိုအလ္လာဟ်ရှ်မေထာနောဘမှာတောင်းမယ်ဆိုလို့ရှိရင်အင်လာအာသွားဟိုအီယာမုတ်ချာအလ္လာဟ်ရှ်မေကသူ့ကိုချီးမြှင့်တော်မူပါဖြစ်တဲ့ဝဇလီကာကုလလိုင်လတင်သူဆူတောင်းချင်းခံရတော့အချိန်ဒီညစဉ်ညစဉ်မှာရှိတယ်ဆိုပြီးတော့တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဟီဝဆလမ်ကအီကေတို့ကျွန်တော်တို့ကိုတရင်ကောင်း paro muke pare wallahu subhanahu wa ta'ala a'lamu wa sallallahu ala rasulina muhammadin wa ala alihi wa sahbihi ajma'in walhamdulillahi rabbil alamin subhanakallahumma wa bihamdika ashhadu an la